ပေါင်းနှင့်ပြည့်စုံကြပါစေရှင်ဓမ္မဘိစီအရောအရှင်ဝရိယတောင်စုံရေးသားတော်မူသော မထေမြတ်တို့စကားဝိုင်းဆောင်လေးကိုဆက်လက်မျှဝေတင်ဆက်ပါမယ်ရှင်ခဏခုံနဲ့ယုံပလုတ်ဒီမင်းနိုင်ဒီကန်စီနာကတဘာဝဓမ္မဆရာတော်ကျောင်းမှာဒေဒီဆရာတော်အမာရပူရမင်္ဂလာတိုက်ဆရာတော်တို့ပါစုံမိကြပြီးစကားဝိုင်းဖွဲ့နေကြတော့အင်းဝါကဆရာတော်မြေတရားရောက်လာတဲ့အလုလာရှာတာတဲ့ ဘာရီများလုတ်တက်တယ်လဲလို့မေးကြည့်လိုက်တော့ဘေးရင်လဲဟောတတ်တယ်မြမစီလဲကူးတတ်တယ်နှိတ်လဲနှိတ်တတ်တယ်တဲ့အခုဘာလုတ်တယ်လဲဆိုတော့စောင်းလုံးကအညာကတမရွက်တယ်ပြီးရန်ကုန်မှာရောင်းတာနည်းနည်းအဆင်ပြေတယ်အဲ့ဒီမှာအတူဈေးရောင်းရင်ခင်တဲ့မိတ်ဆွေကယထာဘောပစ္စည်းလိုက်တယ်ရတာပိုကောင်းနေဆိုလို့တမရွက်မတယ်တော့ပဲမော်လမြန်ယထာဘောလိုက်တာအစပိုင်းကတော့အဆင်ပြေတယ် အခုတော့ရှောင်ခွေရင်းနဲ့တွေးလို့ဆိုလားလူကြီးကြံတော့တဲ့အဲ့ဒီလူပြောတာနားထောင်ပြီးတဘာဝဓမ္မဆရာတော်ကြီးကအဲတို့အငယ်တော်ကအင်းဝမှာစံပေါ်ဆိုတဲ့လူတယောက်ရှိတယ်လက်မှုပညာအတော်လက်ရမြောက်တယ်အလဘာမှတော့အလုံးမဲမဲရရတော့မရှိဘူးဒါနဲ့တို့အကြောင်းဝိုင်းဖေးနာမှာဖြောက်စိတ်ပင်ကြီးတွေပေါ်တော့ဒီပင်ကြီးတွေခုတ်ပြီးမင်းတက်တယ်လို့လှုပ်ရှားလို့ဆရာတော်ကခွင့်ပြုပေးတယ်စံပေါ် အဲ့ဒီအပင်တွေခုတ်ပိုင်းခွဲပြီးတော့ပထမဆုံး ခုတ်ဖနက်ခုတ်တယ်လက်ရကတော့မြောက်ပါတယ်သူများလှုပ်တာထက်တက်ရက်တယ်ဆေးရောင်လေးပါလေးတုပ်ပြီးမန္တလေးဘက်တက်ဆက်ရောက်တာနောက်ဆုံးဖျားကြီးဆေးကခုတ်ဖနက်ဆိုင်ကအကုန်လုံးသိမ်းဝယ်လိုက်တယ်သူ့လက်ရသဘောကျလို့အဝယ်များလာတော့နောက်ထပ်မှာဘူးဆိုပြီးအင်းဝကိုလိုက်လာကြတယ်အင်းဝဇေနာတဝိုင်းမှာဖနက်ခုတ်တဲ့ကိုစံပေါ်ဆိုတာမေးလို့ကိုမရဘူး နောက်ဆုံးကိုစံဘော်တော့ရှိတယ်ဖနက်တော့မခုတ်ဘူးဆိုတာသိလို့လိုက်သွားကြတော့ကိုစံဘော်အစ်စ်ပါပဲဖနက်ခုံနေတာ မဟုတ်ဘူးနေရုပ်လုံးနေတာ ဖြောက်စိတ်သားကအယုတ်ထူးလို့ကောင်းလို့မြင်းဖြူယုတ်ထူးတာတဲ့မြင်းယုတ်လည်းအချိုးကြကြလက်ရမြောက်ပါတယ်ဒါနဲ့လာပြီးတဲ့သူတွေလည်းဇီးအိမ်မကြည်ကြည်ဆိုပြီးသူထူးတဲ့အယုတ်တွေဝယ်ဝါမန္တလေးရောက်တော့ဖောက်တဲ့ဆိုင်တင်ကြည့်တာသူ့လက်ရလူကြိုက်များတာပဲတဲ့ ဒါနဲ့ဝါစုဦးလောက်ရောက်တော့တောင်မြုံပွဲအမိနေရုပ်အော်တာပြီးမှပဲဆိုပြီးဖောက်တဲ့တွေလိုက်လာကြတော့စံဘော်ကနေရုပ်ထုတာညီငွေလို့တဲ့ပလုတ်တုတ်လုံးနေတယ်စံဘော်ဆိုတာအစုံလုံးတတ်တယ်ဘာမှမေမေရရမလုပ်ဘူးတခုခုတော့လည်းမပြတ်လုံးနေတာပဲတေတဲ့အထီလဲတဲကုတ်က မတက်ဘူးဆိုပြီးတော့စံဘော်အကြောင်းစကားရက်တော့မှသူ့မြေးဘက်ကိုလှည့်ပြီးជីវ័តအောင်မြင်မှုဆိုတာအလုတ်ကိုဟိုဆက်ဆက်ဒီဆက်ဆက်မလုံးရဘူးကွာ အလုပ်တွေမပြတ်ရှုပ်နေပေမဲ့ဘာလုပ်ရတယ်လို့မေမေရရမပြောနိုင်သမျှဘာမှမဖြစ်ဘူးကိုဘာလုပ်တယ်ဆိုတာကိုအများကအသိမှတ်ပြုလောက်အမြဲလုံမြဲနေရတယ်ကွာမင်းဟာမတ်တက်လုံမတ်တက်စားပဲဆိုတော့တုံးလုံးလဲသွားရင်ဘာသွားစားမလဲတဲ့ဆရာတော်ကြီးကသူ့မျိုးကိုအကြောင်းပြုပြီးလောကရေးကိုပြောနေပေမဲ့ဓမ္မရေးမှလည်းအရေးကြီးတယ်ဩဝါဒပါပဲ ရည်မှန်းချက်တစ်ခုပြီးမြောက်အောင်မြင်ရေးအတွက်ရှိရမယ့်အရေးချင်းများနဲ့ပတ်သက်လို့မေတ္တာတုတ်တော်မှာမေတ္တာတုတ်ပိယိတ်တရားတော်မှာအပကိစ္စကိစ္စနေရမယ်လို့မြတ်စွာဘုရားဟောညွန်ထားပါတယ်။တစ်ခုခုအောင်မြင်ခြင်းအဲ့ဒီတစ်ခုခုကိုပဲစိုက်စိုက်မက်မက်လုပ်ရမယ်လို့ဆိုလိုတာပါ။တချို့ကြိုးစားသလောက်ခရီးမရောက်ဘူးလို့ပြောကြသူတွေစံပေါ်ကြိုးစားသလိုများဖြစ်နေကြမလားလို့သိတဲ့ပင်နဲ့တော့တစ်ခု တပင်နဲ့ကောင်းနေလို့အရေးလဲမြအောင်မပေးနိုင်ဘူးလေပြင်းတန်လည်းမခံနိုင်ဘူးတတော်လုံးအုပ်ဆိုင်နေမှာတောင်မြို့ညဝအကျော်ဆရာတော်ကြီးဆရာတော်ကြီးရဲ့85နှစ်မြောက်မွေးနေ့မှာတပည့်ယဟန်တော်တွေကတကာတကာမတွေပါစုံညာစုံညာတယ်စကားဝိုင်းနေမှာလဲဆရာတော်ကြီးရဲ့ဂုံတရင်းကိုပဲပြောကြဆိုကြတာများတယ် ဒီတော့ဆရာတော်ကြီးကမင်းတို့ပြောပြောနေကြတာသစ်တပင်ကောင်းငှအပေါင်းခိုးနိုင်တယ်ဟုတ်လားအဲ့ဒါတပင်နဲ့အထီးတဲ့သစ်ပင်မျိုးပြောတာမဟုတ်ဘူးကွာသစ်ပင်တင်းနဲ့ကောင်းနေလို့အရေးလဲမျှအောင်မပေးနိုင်ဘူးလေပြင်းတန်လည်းမခံနိုင်ဘူးကွာတတော်လုံးအုပ်ဆိုင်နေမှာစာချကောင်းတဲ့ဖုန်ကြီးဖြစ်ဖြစ် တရားဟောကောင်းတဲ့ဘုန်းကြီးဖြစ်ဖြစ်ကိုခွဲလက်ထောက်ကောအချံရံကောရှိနေမှာသူကြည့်ထီးတဲ့နေလို့ဘသူကိုဟောပြောပို့ချမလဲသူမရှိရင်ကောဘသူကဆက်လုပ်မလဲမျိုးဆက်မရှိရင်နှစ်တကြားဖန်ဆင်းတဲ့ဗရီသပင်ဖြစ်ဖြစ်ဘလောင်းမှတန်ဖို့မကြည့်ဘူးသူတသက်ပြီးပြက်ရောအဲ့ဒါကိုတခိုးတော့တော်နေုံနဲ့ကျင်းနဲ့မနေချနဲ့ဆွေမျိုးတွေတိုးလာအောင်စာသင်တိုင်းတွေစူးစမ်းတည်ထောင်ကြ ကိုပညာသူများစီဖြန့်ထားခဲ့နိုင်မှပညာမျိုးစေ့မခန်းမှာကိုပညာကိုပါရမီများအောင်လှူထားခဲ့နိုင်မှပညာကသေရပါတယ်ဘသူမှတည်မပေးပဲပညာကိုသေရယူွားလို့ရတာမျိုးမဟုတ်ဘူးဆရာတော်ကြီးရဲ့ဩဝါဒဟာတပည့်အလုံးတွေရှေ့ဆက်ပြီးဘာလို့ရမယ်ဆိုတာကိုလမ်းညွန်မိမောင်းထိုးပြလိုက်သလိုပါပဲအလုတ်ကလည်းကြည်နူးဝန်းတာဖြစ်ကြလို့အလုံးမဲ့တာဒုတာဒုသုံးချိန်ပြန်ပြန်ခေါ်လိုက်ကြတယ် ဆရာတော်ကြီးကတာဓုဆိုတာကောင်းပါပြီလို့ဝန်ခံတာနော်ကိုဝန်ခံတဲ့အတိုင်းဖြစ်အောင်လှုပ်ကြဆိုပြီးစကားလက်စတတ်လိုက်ပါတယ်ဆရာတော်ကြီးစကားထဲမှာအရေးလဲမျှအောင်မပေးနိုင်ဘူးဆိုတာနိတိကျမ်းများရဲ့အဆိုလို့ထင်ပါတယ် အထီးတဲ့သစ်ပင်ကြီးများဟာအဝေးကကြည့်ရင်ခမ်းနားတယ်အနီးကပ်သွားတော့ပင်ကြီးမှာအရေးရှိခဲ့တယ်နနက်ပိုင်းမှာအနောက်ဖက်မွန်တဲချိန်မှာပင်ကြီးအောင်ညနေပိုင်းမှာအရှေ့ရက်ဆိုပြီးတချိန်မှာအရက်ဒေသတစ်ခုလောက်သာအရေးပေးနိုင်တယ်တချိန်ထဲမှာမျှအောင်မပေးနိုင်ပါဘူး တတော်လုံးအုပ်ဆိုင်နေရင်ဘယ်ရက်ကပဲလာလာဘယ်အချိန်မှပဲဖြစ်ဖြစ်အရေးရစေပါတဲ့အထူးသဖြင့်တော့ဆရာတော်ကြီးရဲ့ပညာကိုတေရွာယူနီးဟာမှတ်သားလိုက်နာစရာစကားတိုင်းရဲ့အနှစ်သာရပါပဲပညာကိုတေရွာယူတတ်ကြပါစေတေမတူးရှင်မကွာဘယ်သူမဆိုအပေါင်းဖော်နဲ့နေရာတော့မှ အထီးတဲ့နေရာမှာ အထီးတဲ့နေရတဲ့အခါအပေါင်းဖော်ပေါင်းကိုရားနိုင်တယ်။တောင်မျိုးညဝါကျော်တူမောင်းဆရာတော်တောင်မျိုးလို့ခေါ်တဲ့အမရပူရမျိုးတူမောင်းတိုင်းမှာ စာတင်သားဖြစ်နေကြတုန်းကညဆယ်နိုင်ကျော်လို့စာပြန်ပြီးချိန်ရောက်ပြီဆိုရင်ငယ်ရွယ်တဲ့စာတင်သားတွေကစကားဝိုင်းဖွဲ့ပြီးဆက်မိဆက်ရာ ပြောနေလေရှိကြတယ်။စပြီးပြောတော့ကတိုးတိုးတိတ်တိတ်ရှိပေမဲ့ ရည်စရာအကြောင်းဆက်မိသွားရင်တတိလက်လို့ရီမောစုညံကြလို့အေးအေးဆေးဆေးအိတ်ဆက်နားနေကြတယ်။စာတင်သားကြီးတွေများအတွက်အနှောက်ရှက်ဖြစ်ကြရတယ်။ကြာတော့ဒီအကြောင်းဆရာတော်နာထီပေါကြသွားရော။ဥပုံနေညနေဩဝါဒပေးတဲ့အခါဆရာတော်ကြီးကစာတင်သားဆိုတာညမှာအေးရေးပြက်လွန်းရင်နေကင်းစာဝါမှာ ထိုင်းမိုင်းငမီးတဲ့ကြောင်း အဲ့အစာစာတက်စာအမှန်အောင်ဂယူးဆိုင်ပြီးကျမ်းမာရေးကောပညာရေးပါပြည်စုံအောင်တတိထားတတ်ဖို့လူချောင်းနဲ့အစာချီပြီးသင်္ကနိကရာမအပေါင်းဖော်နဲ့မွေးလျော်မှုကမ္မရာမအဝါဒနာပါရအလုတ်တခုခုနိုင် မွေးလျော်မှုဘဒ္ဒရာမအကျိုးမရှိဆမ်းမိဆက်ရာ ရောက်တဲ့ရာရာစကားတွေပြောဆိုမွေးလျော်မှုဆိုတဲ့အကျိုးစီးပွားပြည့်စည်တဲ့ မွေးလျော်မှုသုံးမျိုးတို့ဟာပညာရှာခြင်းမှာပညာပြတ်တယ်တရားရှာခြင်းမှာတရားပြတ်တယ်လူဆိုရင်လည်းစီးပွားပြတ်တယ်ဆိုတဲ့အကြောင်းအကျယ်တဝင်းဆုံးမပါတယ်ဆက်လက်ပြီးဆရာတော်ကြီးကဘသူမဆိုအပေါင်းဖော်တဲ့နေရာတုံးမှာအထီးတဲ့နေမှာအထီးတဲ့နေတဲ့အခါအပေါင်းဖော်ကောင်းကိုရနိုင်တယ်လို့မိန်ကြားပါတယ် ဆရာတော်ကြီးမိန်ကြတာကပဟေတိဆန်ဆန်ဖြစ်နေလို့အားလုံးကငြိမ်ပြီးနားဆွေးနေကြတော့တိတ်ပြီးသဘောမပေါက်ကြဘူးဆိုတာကိုရင်ပြီးတဲ့အတွက်ဆက်လက်မိန်ကြပါတယ်အပေါင်းဖော်ဆိုတာနေရာတုံးမှာအထီးတဲ့နေရရမယ်ဆိုတာသူများနဲ့မခေါ်မပြောတကူတဲ့နေရမယ်လို့ဆိုလိုတာမဟုတ်ဘူးကွာစောစောကပြောခဲ့တဲ့အကျိုးမဲ့မွေးလျော်မှုမျိုးကိုရှောင်ရှားပြီးမိမိစိတ်ကိုဟိုဟိုဒီဒီအာယုံတွေ လွင့်မနေအောင်တတိနဲ့ထိမ့်သိမ့်ရမယ် မိမိလှုပ်သိမ်းလှုပ်ထိုက်တဲ့အလုတ်အယုံပေါ်မှာစူးစိတ်တည်ငြိမ်အောင်ထားပြီးတော့နေရမယ်။စာအန်စာကြံနေတုန်းဟိုစကားဒီစကားပြောတာတွေကိုစိတ်ဝင်စားကြရဘူးလို့ပြောတာကွာ။အပေါင်းအသင်းတွေစုမိတဲ့အခါလိုင်းနာကျင့်သုံးရမယ်တာဝန်နှိမ်အရှိတယ်လို့မြတ်စွာဘုရားကပြညာထုတ်ခဲ့တာရှိတယ်။ တမိန်ဝါကထာတရားနဲ့ပတ်သက်တဲ့စာပေပြီးတကက်တင်ကြားမှုနဲ့ပို့ချတင်ယူဆေးနွေးမေးမြန်းမှုမျိုးကိုလည်းပြောဆိုနေရမယ်။အရိယောဝါတုံနှိပါဝအရိယပုဂ္ဂိုလ်တို့လို တရားဓမ္မကိုနှလုံးသွင်းပြီးရင်လည်းစိတ်စိတ်နေရမယ်တဲ့။အရိယတုံနှိပါဝဆိုတာတတိလက်မလွတ်ပဲစိတ်စိတ်နေတာကို ပြောတာ။ကြားထိုးကစားတာအိမ်ငိုက်တာ တွေ့ဝေးငေးငိုက်နေတာတို့လိုစိတ်စိတ်နေနည်းမျိုးမဟုတ်ဘူး စိတ်ကိုသတိနဲ့ထိပြီးကိုယ်နှလုံးသွင်းရမယ့်အာယုံပေါ်မှာသာတည်နေတယ်။တမာတမာဒီနဲ့နေရမှာကိုပြောတာစာတင်သားဆိုတာကိုယ်စာပေါ်မှာနှလုံးသွင်းကြံစီပြီးနေရတယ်တရားအားထုတ်ရင်လည်းတရားအာယုံကိုနှလုံးသွင်းပြီးနေရမယ်လို့ဆိုလိုတာခုချိန်မှာတွေးကြဆုံကြရတဲ့မိ쇠တင်ငဟားတွေဆိုတာဘလောက်ဖဲချစ်ခင်ကြတယ်ဆိုနေနေတက်တက်လုံး ရှင်မတူသေးမကွာနေနိုင်ကြယူထုံးစံမရှိဘူးမြတ်စွာဘုရားရှင် ဟောတော်မူခဲ့သလိုပဲနာနာဘာဝဝါတရတရာစီ နေကြရပြီးကွဲကွာခြင်းဝိနာဘာဝဝါကိုးကံလျောက်သေးချင်းနံသေးပြီးတော့ကွဲကွာရခြင်းဆိုတဲ့နေကွဲသေးကွဲတကွဲကွဲနဲ့မုတ်ချခွဲခွာကြရမှာ ဒီလိုခွဲခွာကြရတဲ့အခါအပေါင်းဖော်နဲ့မှမွေးလျော်တတ်ကြတဲ့ပုံကိုယ်တွေဘလို့နေပြီးဘလို့ဖြေကြမလဲတချို့ဆို မဖြေတဲ့မနေတဲ့နဲ့စိတ်ထောင်းကိုကြီးယောဂတွေဖြစ်လို့ဖြစ်တချို့လိုက်ပြီးသေလို့သေနဲ့ကြားဘူးကြတယ်မို့လားမြတ်စွာဘုရားအဆုံးအမအတိုင်းအပေါင်းဖော်တဲ့နေရာတုန်းကကိုယ်စိတ်ကကိုယ်နှလုံးသွင်းရမယ့်အာယုံပေါ်မှာသာထားပြီးအထီးတဲ့နေတတ်မယ်ဆိုရင် ဗဟိတအပေါင်းဖော်တွေနင်းနေသွားလေအတွင်းကအပေါင်းဖော်ကောင်းကပိုပြီးအာကောင်ပိုပြီးခိုင်မြဲလေလေဖြစ်လာတာပဲဒီအပေါင်းဖော်ကရှင်တုံးကလည်းအတူတူ သေပြီးလဲမကွဲမကွာဆိုသလိုနိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့အထိကူညီပေးမဲ့မိကောင်းဆွေကောင်းအစေဖြစ်တယ်ဒီလိုအပေါင်းဖော်ကောင်းတဲ့မွေးလျော်တတ်တဲ့ပုံကိုမျိုးမှာ နေကန်လဲကောင်းသေကန်လဲကောင်းလို့တန်တရားတစ်ယောက်လုံးအတွက်အကောင်းဆုံးဖို့ကိုရတယ်လို့ဆိုနိုင်တာဆိုတဲ့အကြောင်းမိတ်ကြပြီးညညမှစာပြန်ပြီးအဲ့ချိန်မှာစကားမပြောကြဘူးတားမြစ်လိုက်ပါတယ်ဆရာတော်ကြီးစကားကိုကြားနာရခဲ့ရစဉ်တုန်းကတော့မှတ်သားထိုက်တဲ့အဆုံးမတစ်ခုလောက်ပဲသဘောထားခဲ့မိပါတယ်အခုကိုယ်တိုင်ဆရာဖြစ်ခဲ့တာအတော်လေးကြာလာလို့ လူငောင်းတဲ့လူ အတူမနေဆိုသလိုတပည့်များကကိစ္စထုမရှိပဲအနာကလေးမရှိတဲ့အတွက်အထီးတဲ့နေရာချိန်တွေများများလာတော့မှဆရာတော်ကြီးဆုံးမစကားကဒီလိုအခါမျိုးမှာတကယ်ကိုအစွမ်းထက်မြက်တဲ့စိတ်သက်အားတိုးစေကြီးတစ်ခုပါလားလို့သဘောပေါက်လာရပါတော့တယ်ကုသိုလ်ကောင်းကျိုးဆွေမျိုးဥစ္စာဘေဟာမကအာကိုရာမௌချမိတ်ဆွေစစ် မိတ်ဆွေစစ်ကိုမြဲစေလို မိတ်ဆွေတူးကိုဖယ်ရှားပြစ်မိတ်ဆွေစစ်လင်တန်တာခွင်သေသေးရှင်းရှင်းပေါင်းမိဖြစ်ရောစရာတော့ပြဉ္ညနဲ့ပရမတ်ပရမတ်အစစ်မပေါက်ဖဲပြဉ္ညကိုဖျောက်ရင် ခွေယူထက်ကြောက်စရာကောင်းတယ်နဲ့မိတော်ရစရာတော့ တောင်တွင်းကြီးအပါဝင်မြေလက်ပိုင်းမျိုးတွေမှာ9ရက်တစ်စီခေါ်ကြတယ်။အခြားနေတွေမှာဆိုလဲစိုင်ကြီးတွေဖွင့်ထားကြပြီမယ်။ဈေးနှစ်အဖြစ်သတ်မှတ်ထားတဲ့9ရက်တစ်စီနေတွေ ရောက်မှပဲတောရွာတွေကရောင်းသူဝယ်သူတွေနဲ့စီကားတာ။နမီတော်ရဆိုတာမျိုးနဲ့အတော်လေးလေးအတော်လေးလေးလှမ်းတာမူဈေးလွန်တရက်လို့ခေါ်တဲ့ဈေးနေပြီးနောက်တရက်ကိုဥပုပ်တည်င်းစောက်တည်တဲ့ရက်ဖြစ်သတ်မှတ်ထားကြတယ် ဈေးနေမှာရောင်းရေးဝယ်ရေးကိစ္စတွေပြီးရင်ချက်ပြုတ်စရာဝယ်နောင်နေမနဲ့စောစောချက်ပြုတ်ပြီးစွန်းညိုက်များဆွဲသူကဆွဲစွမ်းအုပ်ရဲ့သူရဲနဲ့ကြောင်းတက်ကြတယ်တခါကြီးတယောက်ကဝတ်သားတော်တော်ကြိုက်တယ်သူစွမ်းကြိုင်းကအမြဲတမ်းဝတ်သားဟင်းကြည့်ပဲနတ်မီတော်ရဆရာတော်ကြီးကတက်တက်လို့စားတယ်အိန္ဒိယမှာကလေးကအသားမစားတဲ့အကျင်းပါလာလို့နောက်လည်းမစားတော့ဘူး တနေ့ဝတ်သားကြိုက်တဲ့တကားကြီးကြောင်းတက်အလာမှာဆရာတော်ကြီးနဲ့တွေ့တော့ဆရာတော်ကြီးကဘာဟင်းတွေများချက်လာတော့တကားကြီးလို့မေးလိုက်တယ်ဆရာတော်ကြီးကဆရာတော်ကြီးအသားမစားမန်းကိုတကားကြီးကတီးတဲ့အခါမှာဝတ်သားဟင်းမှလို့ရှောက်ထားဖို့ခန့်နေပုံရတယ်ပြီးတော့မှဆရာတော်ပဲဟောထားတာပဲအားလုံးဟာဓာလေးပါးကြီးဆိုအခုလေဓာလေးပါးဟင်းမော်ဖေရ ဆရာတော်ကြီးကပြုံးထည့်ပြီးအေးဈေးထဲမှာတုန်းကပေါ့ဖော်ကြီးဆိုင်မှာဓာတ်လေးပါ90သားလောက်ပေးပါလို့ပြောပြီးဝယ်လာတာဆိုရင်တော့တဲ့တခါကြီးဟင်းကဓာတ်လေးပါဟင်းပေါ့ကွာတဲ့ဘလို့ပြောပြီးဝယ်လာတုန်းလို့ဆိုတော့တခါကြီးကရီကျဲကျဲနဲ့ဆရာတော်ကလည်းကတိကတ္တနဲ့ပဲဒီလိုပြောဝယ်လို့တော့ရမလဲဖေဟာဝတ်သားလို့ပြောဝယ်ရတာဘို့ဆိုတော့ဆရာတော်ကြီးကဝတ်သားလို့ပြောဝယ်လိုက်ရင်တော့ဝတ်သားဟင်းပဲဖြစ်မှာပေါ့တခါကြီးရဲ့ဓာတ်လေးပါလို့ပြောဝယ်မှသာဓာတ်လေးပါဟင်းဖြစ်မှာပေါ့လို့မိန်လိုက်ပါတယ် နေစွန်းစားပြီးအချိုဝိုင်းဝိုင်းမှာအဝဲရဝဲကရောက်လာတဲ့အာဂန်နုဆရာတော်များပါဝိုင်းဖွဲ့ပြီးဒီအကြောင်းဆက်မိကြတော့ဆရာတော်တပါးကတခါကြီးပြောတာလဲဟုတ်သားပဲနောက်ဆုံးတော့တက်ရှိကောတက်မိကောအခြေခံကဓာတ်လေးပါးကြီးပဲမဟုတ်လားလို့ရှောက်ထားတယ်ဆရာတော်ကြီးကဒီဆရာတော်ရဲ့မျက်နှာကိုတစ်ချက်မော့ကြည့်ပြီးပရမတ်အစစ်မပေါက်ဖွဲ့ပြဉ္ညက်ကိုဖြောင်းရင်ခွေးယူထက်ကြောက်เสียကောင်းတယ်လို့ခက်လေးလေးမိန်တော်မူပါတယ်ဘာဖြစ်လို့လဲဆရာတော်ဆိုတော့မှ ဖရာတို့ယဟန်တန်ဃာတို့နဲ့လူဝေးကြောင်နဲ့အမိအဖနဲ့တခြားယောက်ျားမိန်းမစားတဲ့သူကုံသူအမိပညာနဲ့တရားစီရှိနေကြတာကိုအတူတူဓာလေးပါအခြေခံတွေကြီးပဲလို့ယူကြည့်ပါလားလောကမှာဒီထက်ကြောက်စရာကောင်းတဲ့လူရှိပါအောင်မလားတကယ်ပရမတ်အစစ်ကိုပောက်ပြီးသစ္စာလေးပါထိုးထွင်းပြီးသိလို့ငါသူတပားယောက်ျားမိန်းမရဲ့လို့မရှိဘူးလို့သိတာက တမျိုးပါဒါကဝိပဿနာဉာဏ်အမြင်နဲ့ရှုကျင့်တဲ့အခိုက်ကိုပြောတာ လောကထဲမှာပြောတာတိမှတ်တာကြတော့သူပညာနဲ့သူ ခွဲပြီးတော့သုံးရတယ်အားလုံးကိုအတူတူလို့တိမှတ်မယ်ဆိုရင် ကိုမိခင်နဲ့ကိုအိမ်သူကိုအတူတူပဲလို့သဘောထားကြည့်ပါလားခွဲယူထက်ကြောက်စရာမကောင်းဘူးလားလောကီထဲမှာပညာကသူတန်ဖိုးနဲ့သူ သူအစ်စ်နဲ့သူတန်ဖိုးခြင်းဂုံခြင်းခြားနာတယ်ဒါကိုခြားခြားနာနာပဲတိမှတ်ရမယ် ဝိပဿနာနဲ့လောကုတ္တရာနဲ့မှာကြတော့ပရမတ်ကသူတံဖို့နဲ့သူ့ဘောလို့မိန်လိုက်ပါတယ်လောကစီနဲ့ဓမ္မစီမရောထွေးကြဖို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမမေဦးမိုးပါနောက်ပိုင်းဆက်မှာပြန်လည်ဆုံစည်းကြမယ်နော်